いらっしゃいませ。何名様ですか本日はご来店いただきありがとうございます。အလုံးမင်္ဂလာပါကျွန်တော်ကတော့ကီနိုရှမ်မြန်မာရဲ့အောင်ပြုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်တို့စာတော့ဆင်မှာလုပ်လုပ်တဲ့အခါမှာအသုံးများတဲ့စကားလုံးတွေကမှဒီနေ့၅လုံးကိုအဲเนาะဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးခြင်းပါတယ်ဆိုတော့အတူတူကျွန်တော်လိုက်ပြောပြီးတော့မှမှတ်လိုက်ကြရအောင် ကျွန်တော်ပထမဆုံးတလုံးကျွန်တော်သိပြီးသားเนาะအဲဟိုကျက်ဆမဝင်လာတဲ့အခါကျလို့ရှိရင်ကြိုးဆိုတဲ့စကလုံးလေးဘယ်လိုမျိုးလေးပြောလဲဆိုလို့ရှိရင်လက်ဆိုင်မဆဲလက်ဆိုင်မဆဲဟုတ်တယ်เนาะအတူလက်ပြောကြည့်ကြရအောင်ကျွန်တော်လက်ဆိုင်မဆဲဟုတ်ပြီเนาะလက်ဆိုင်မဆဲဆိုလို့ကျွန်တော်တို့ပြောကြရတယ်ပေါ့ဆိုတော့ဟိုကျက်ဆမဝင်လာပြီဝင်လာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးလေးမေးလဲဆိုရင်ဘယ်နှစ်ယောက်ပါဘယ်နှစ်ယောက်ပါလဲဆိုပြီးတော့မှကျွန်တော်တို့စပြီးတော့မှမေးတယ်ပေါ့เนาะဆိုတော့အဲ့ဒါလေးမေးတဲ့စကလုံးလေးဘယ်လိုမျိုးလေးပြောလိုက်ရလဲဆိုလို့ရှိရင်နာမည်ဆာမတိစ်က နာမည်ဆာမာဒစ်ကာเนาะအတူတူလည်းပြောကြည့်အောင်နာမည်ဆာမာဒစ်ကာဆိုပြီးတော့မှကျွန်တော်ပြောနေပါတော့အဲ့ဆိုနှမျိုးရှိပါလိမ့်နောက်တစ်3မျိုး3နံပါတ်3เนาะနံပါတ်3ကဘာလဲဆိုလို့ရှိရင်အဲလိုက်ပြီးတော့မှနော်ဒီ table number တွေနော်နေရာလေးကိုလိုက်ပြီးတော့မှရှင်းပြပေးပါမယ်လိုက်ဖို့ပေးပါမယ်ဆိုတဲ့အိပယ်လေးဘယ်လိုပြောလဲဆိုလို့ရှင် one9 dash shimas ဘယ်လိုပြောလဲဆိုလို့ရှင်ပြန်ပြောချင်တယ် one9 dash shimas one9 dash shimas ဟုတ်ပြီနော်လိုက်ပြောကြည့်အောင် one9 dash shimas ဟုတ်ပြီနော် one9 dash shimas အဲあ့ဒ、ね、ါန、ま、ံပ、ま、ါတ်၄နံပါတ်၄の、ပါလေဆိုလို့ရှိရင်เนาะဒီနေ့ကျွန်တော်တို့ရဲ့ဆိုင်ကိုလာပြီးရတော့ကြောင့်မလို့အထူးပဲကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးကိုမလို့ပြောလိုက်ဆိုလို့ရှိရင်ဝန်ကြီးစွာご来店いただきありがとうございます。ペンギョの本日はご来店いただきありがとうございます。本日はご来店いただきありがとうございます。本日はご来店いただきありがとうございます。 ဟုတ်ပြီနော်အဲဆိုလို့ရှိရင်နောက်ဆုံးနံပါတ်5နော်စာကြောင်းကြီးရပါလေဆိုလို့ရှိရင်တခုခုအစင်မပြေတာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ပလန်ပြီးတော့ခေါ်လိုက်ပါနှမ်းပြီးတော့အပန်ပြုတ်လိုက်ပါဆိုတဲ့အတိတ်ပဲလို့ဂျပန်လိုဘယ်လိုပြောလဲဆိုလို့ရှိရင်နော်何がご不明点ございましたらお声かけください何かご不明点ございましたらお声かけくださいအဲ့ဒါလေးကိုအမြန်လေးပြန်ပြောကြည့်မယ်နော်အတူလည်းပြောကြည့်အောင်何がご不明点ございましたらお声かけください ဆိုပြီးတော့မှပြောပါတယ်နောက်တစ်ဗီဒီယိုလေးမှာထပ်ပြီးတော့မှเนาะအသုံးလိုက်တဲ့စကားလုံးလေးကိုထပ်ပြီးတော့မှမျှဝေပေးခြင်းပါတယ်ဒီနေ့ရောဒီလောက်ပါပဲမနက်ဆက်ဘယ်လိုလဲဘယ်မှာဆက်